အားလုံးပဲမင်္ဂလာပါရှင်။ပါပယုံရေးသားထားသောဇီးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝတ်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ဘုံလုံးတလဲ့ ညပြန်တလဲဒီဇင်ဘာလနီးလာတဲ့အခါကျွန်တော်အတော်လေးအဆင်ပြေလာပြန်ရောခရစ်စမတ်အတွက်လက်ဆောင်ပစ္စည်းတွေမတရားပို့ကြတဲ့ကာလဆိုတော့စားတိုက်မှာအချိန်ပိုင်းအလုပ်သမားခေါ်တာဝင်းရှောက်လို့ရသွားတယ်ဒီဇင်ဘာတလလုံးခရစ်စမတ်မတိုင်ခင်အထိယာယီပေါ့တနေ့ကောင်စားတိုက်မှာအလုပ်ဝင်လုပ်တယ်ညနေဘက်မှာတရုတ်တန်းကစားတောက်စာနေတခုမယ်ပကံစေးတယ်စိုင်းနောက်ဖေးကနေမိဖို့ခန်းနဲ့ဝင်သွားတိုင်းစောင့်ကြိုနေတတ်တဲ့လူတရက်လောက်ရှိတဲ့ပကံမုံကြီးဟာ ခြောက်ချားစရာကောင်းလာတယ်။ဒါပေမဲ့ည7:00နာရီဆိုအဲ့ဒီအပုံကြီးတွေပျောက်သွားတဲ့အထိကုန်းယုံပြီးဆေးရတာပါပဲ။မိဘကန်းကိုကြီးစိုးထားတဲ့ပြည်ကြီးတရုတ်တွေဟာဘာကြောင့်ရဲမသိဘူး။ကျွန်တော်ကိုတစ်ချိန်လုံးနှိမ်နှက်နေတာရဲ့။ကျွန်တော်နဲ့ပကန်းအတူဆေးရတဲ့ဒင်းနီဆိုတဲ့အာဖရိကန်အမဲကောင်ကလေးကိုဆိုအမြဲဆဲဆိုနေတာ။သူတို့ဒီတိုင်းပြည်ကိုဘလို့နည်းနဲ့ရောက်လာမှန်းမသိပေမဲ့လူမျိုးရေးခွဲခြားစိတ်ကပြင်းထန်လို့နေ။ဒါမှမဟုတ် တက္ကသိုလ်ကျောင်းကကောင်းတွေဆိုပြီးပညာမဲ့စာမတက်တဲ့သူတို့ကတမင်ချိုးနေတဲ့သဘောပဲလားမသိဘူး။ရောင်းမြန်ဖြစ်နေတာကဇပွဲတို့အဖွဲပဲ။အင်္ဂလိပ်လူမျိုးကျောင်းသားကျောင်းသူလေးတွေကိုဇပွဲတို့ခန့်ထားတယ်။ကျွန်တော်နဲ့အာဖရိကန်ကောင်လေးတို့နောက်ဖေးမိဖို့ကြောင့်ပဲပင်မဆင်းရဲကြီးစွာနဲ့ပကံတွေဆေးနေပြီးဆိုသူတို့ရောက်ရောက်လာတတ်တယ်။ဟဲ့တငယ်ချင်းတို့ပင်မနေကြပြီလားလို့အော်ဟဲ့ရင်ဗဇက်နာကို အချိုရီဖန်ခွက်တွေလာတိတ်ပေးတယ်ကျွန်တော်တို့လက်က rubber လက်အိတ်နဲ့ ဆက်ပြာရေတွေနဲ့မို့ကင်မရလို့တိမ့်လာတဲ့ဝိုင်းကအရာမယွင်းသေးတဲ့ဟင်းမွက်တွေကိုနားယူလာဗဇက်ဟာလို့ပြောပြောပြီးခွန့်ကြွေးတတ်တယ်။သူတို့ရဲ့ကျင်နာတတ်တဲ့နှလုံးသားကို ကျွန်တော်အခုထိအောက်မေ့နေတော့မယ်။ဒီပကံစေးတဲ့အလုံမှာကျွန်တော်မြဲမယ်မထင်ဘူး။ပြည်ကြီးတရုတ်တွေကိုတီးမခံနိုင်တဲ့တနေ့မှာဝုံတိုင်းကျဲမိမယ်ထင်တာပဲ။လောလောဆယ်တော့အသက်ရှင်ရပ်တည်ဖို့အတွက်တီးခံနေရတယ်။အဆောင်လားကဒုတိယအရက်ကိုကျွန်တော်တွင်းလိုက်နိုင်လို့အသက်ရှူချောင်သွားတယ်။ လက်ထဲအပူသုံးလေးနည်းနည်းရှိတယ်။ထမင်းဟင်းကအလုတ်ကအပြန်ပိုးတဲ့ဟာတွေတဲလာရတာဆိုတော့မိကိုတိတ်စရိတ်သက်သာတယ်။တောင်းတောင်းတတလေးဖြစ်လာတဲ့အခါလူဟာစိတ်ကြောက်ကြရဲမဖြစ်တော့ဘူး။ကျောင်းဆောင်မှာလဲကျွန်တော်ဟာ35နဲ့နေပါလောက်စောင့်ခဲ့ရတဲ့အခွင့်အရေးကြီးမဟုတ်တလုံးတလေးတောင်အလွတ်မခံဘူး။ဌာနမှုဖြစ်သူကပီတန်အမေရိကန်နဲ့ခက်ဆင်ဆင်တူတဲ့ဆရာဖြစ်သူကအရှိတိုင်းကပြဿနာကောင်းလို့နာမည်ပေးတဲ့အထိမေကွန်ပေါင်းများစွာထထမေးတတ်တဲ့ကျောင်းသားဖြစ်လာတယ်။ တပတ်၃ရက်တက်ရတဲ့လက်ချချင်းတွေအလွတ်မခံဘူးအလုံးတစ်ခုကိုပင်မဆင်းရဲကြီးစွာလုံနေရပေမဲ့အားရနဲ့စာကြည့်တိုက်ကိုပြေးတာပဲစာကြည့်တိုက်မှာအဆောင်ကကို့ဘာသာဖြော်လာတဲ့ကော်ဖီတွေတဆွတ်ဆွတ်တောင်းရင်းစာကြည့်မိုးလင်းကနေမနက်၄နာရီလောက်မှအိမ်ပြန်နေအလွန်ဆုံးအိတ်ချိန်၄နာရီပေါ့အဲ့ဒီလိုနဲ့ခရစ်စမတ်ကျောင်းပိတ်ရက်ရောက်သွားတယ်အဆောင်နေကျောင်းသားတွေမရှိကြတော့ဘူးအိမ်ပြန်သူပြန်ခရီးထွက်သူထွက်အဆရှိတဲ့ဖြစ်ပျောက်ကုန်ကြလို့ကျောင်းဆောင်တွေဟာလည်း၆ကက်နေတာရဲ့ ျွန်တော်အလုပ်တွေကလည်းနားပြီအလုပ်ကောကျောင်းစာပါခဏပြစ်ထားလို့ရတဲ့ရက်တချို့မှာကျွန်တော်မလုပ်ရမှန်းမသိဘူးသမင်ဟင်းလေးချက်စားလိုက် စာကြည့်လိုက်ကငားလာတဲ့ဘောတိတရေဝိထုတို့ဘောင်းချုပ်စာအုပ်နဲ့အိမ်ရဲထဲမှာကိုေးနေလိုက်နဲ့ခဏတာစိမ်းကြနေလိုက်သေးရဲ့ခရစ်စမတ်နဲ့နယူးယားကြားထဲကတညက်နေမှာနှင်းပွင့်တွေ အဆုတ်လိုက်ကြလာလိုက်တာပဝင်းချင်းတစ်ခုလုံးဟာဆွတ်ဆွတ်မောင်းသွားတယ်ဆီယာမဖြူမွန်ရဲ့ဆွတ်ဆွတ်မောင်းဆိုတဲ့စကားလုံးဟာ အခုမြင်နေရတဲ့မြင်ကွင်းမှာလားလို့တွေးမိပြီးပြုံးမိသေးတယ်။အဆောင်ပြတဲ့ပေါင်နာမှာကလထိုင်ချပြီးထိုင်နေ။ကျောင်းဆောင်တွေကြားကစတူရန်ပုံဘောလုံးကွင်းကြီးဟာနှင်းလွင်မြင်ကြီး။ကျွန်တော်ဇွေးရီရီကြီးခံစားရတယ်။ဒီလိုနှင်းပွင့်တွေအဖက်လိုက်ကြနေတာကျွန်တော်တသက်တာမှာတခါမှမမြင်ဘူးပဲကို။စေးစားများများနဲ့ပုတ်ချွတ်တက်လိုက်လိုက်တယ်။အဆောင်အပြင်ဘက်ကိုထွက်တယ်။နှင်းပွင့်တွေကိုလက်နဲ့ခံကြည့်တယ်။နှင်းကြတဲ့အခါအတန်မြည်တယ်ဆိုတာဟုတ်သလားမသိဘူး။ ိတ်ဆိတ်တဲ့ပဝင်းကျင်မှာအတန်တဲ့တဲ့လေးထွက်နေတယ်လို့လို့ရဲ။ကိုချုံးကိုမင်းညီတဲ့ဆစ်လိုက်ဖွာရင်ကာလန်ဒေသန်နဲ့ကိုက်ညီလို့နဲ့စိတ်ငြိမ်သောညတချင်းကိုခတ်တိုးတိုးလေးညီးတယ်။ ိုဘာသာပြန်ကြားရတဲ့ကျွန်တော်အတန်အော်အော်ကြီးဟာဒီလိုစိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာတော့နားထောင်လို့မစိုးပါလားလို့တွေးရင်ပြုံးလိုက်မိသေးတယ်။အဲ့အချိန်မှာအိတ်ကက်ထဲကဖုန်းကထတုံးနေ။ဘသူခေါ်တာလဲသိချင်မကြည့်ပဲဆက်ခနဲ့ကောက်ကန်လိုက်တယ်။ဟယ်လိုတဲ့။အတန်တိုးတိုးမြင်မြင်လေး။ဟဲ့ရ။အဲ့လိုအတန်ပြန်ပြုတ်ရုံကလွဲပြီးကျွန်တော်ဘာဆက်ပြောရမှန်းမသိဘူး။နေမုံနေကြတဲ့ကြောက်ရွံ့ကြီးလို့ကျွန်တော်ရက်နေခဲမိတယ်။နောက်ဆုံးအားတင်းပြီးစကားစတယ်။ နင်းတွေအရန်ကြနေတယ်။အဲ့ဒီဘက်မှာကောရင်ညီမလေးအကိုလောလောဆယ်အားနေတယ်။မင်းစီမနှက်ပြန်လာခဲ့ရမလား။တစ်စက္ကန့်၊၂စက္ကန့်၊၃စက္ကန့်၊၄စက္ကန့် Yes please ဆိုတဲ့အသံလေးကိုကြားလိုက်ရတယ်။အဲ့ဒါအပြင်ဘာမှဆက်မပြောတော့ပဲချက်ချင်းဆိုသလိုဖုံးချသွားတယ်။ကျွန်တော်နှိတ်ခနဲပြုံးလိုက်မိရဲ့ထင်တာပဲ။မနှက်ဖက် အစောဆုံးထွက်တဲ့ရထားနဲ့ကျွန်တော်လိုက်သွားခဲ့တယ်။ ်ပထမအခေါက်ကလို့တကားမှမရောက်ဘူးတဲ့နေရာစီသွားနေရလို့ဘယ်စီရောက်လို့ဘယ်ပေါက်နေပြီလဲဗူတာများကြော်သွားလိမ့်မလားရဲ့လို့ပူပန်တဲ့စိတ်မျိုးမပေါ်နေဘူးပစံအိတ်ကက်ထဲမှာငွေကြီးလေးပြည့်ပြည့်စုံစုံပါလာလို့ယုံကြည်မှုတွေပိုရှိနေရလဲပါမှာပေါ့လမ်းမှာရထား20လောက်ပြောင်းစီရတာကိုလဲရှော့ရှော့ရှူရှူပဲနိုင်ရနေငယ်ကြမှာဗူတာယုံအိုလေးစီရထားဆိုင်တယ်ကြော်ဖို့အိတ်လေးကိုလွှဲလို့လှည့်ခနဲခုန်ဆင်းလိုက်တယ်ဗူတာတဲ့ကိုဟိုကြည့်ဒီကြည့်ရှာကြည့်မိတော့လာကြူသူမရှိဘူး ျွန်တော်ဘန်နာရထားနဲ့ထွက်လာမယ်ဆိုတာ text message တော့ပို့ထားတာပဲ။နောက်များကြာနေရလားမသိဘူး။ဘူတာရဲကမောင်းလံဂိတ်ကိုဖြတ်လို့အထွက်မှာအပေါဝါနားစီမယ်။ညီမလေးထော်နှမ်းမိမိကြီးတယောက်လက်ကလေးပိုက်လို့ရက်နေတာရဲ့။အမဲကုတ်တွေးပန်တွေးလေဒီရှူးတွေနဲ့ဝတ်စုံအပြည့်ကလေးဆိုတော့ကို့မယ်ပြေးဖက်ဖို့တောင်မရဲဘူး။မရဲတာကမရဲရခြင်းအကြောင်းရင်းကလည်းရှိနေတာမဟုတ်လား။ဟိုတခါသူ့နဲ့ပြဿနာတက်ပြီးခရေကကိုကမတောင်းမှန်ရသေးဘူးရဲ့။ ျွန်တော်အင်မတန်ရိုက်ပြခဲ့မိတာကိုကိုကိုသိပါတယ်လေဒါပေမဲ့မာနာခဲကြီးဘာကြီးရဲ့လို့ခိုက်ဖန်းကျင်နေတာကိုတို့သူ့မျက်နှာဖူးဖူးကလေးကလည်းကျွန်တော်မြင်ဖို့ခဲ့တယ်လို့မဟုတ်ဘူးခက်တင်းတင်းကလေးရဲ့ရှင့်ကိုကျမတိတ်ကြည့်တယ်ထင်မနေနဲ့ဆိုတဲ့အမူအရာမျိုးအလူသွားမလို့လားလို့နောက်တိနောက်တော့စကားဆကြည့်လိုက်တာကိုမပြုံးမရေလုံနေတာရဲ့ကိုလေစပြဲပြဲနဲ့ကိုရှင်တက်ပြီးသူ့နောက်ကုတ်ကုတ်လေးလိုက်သွားလိုက်ခဲ့တယ် လူရှင်းလာတဲ့ဘူတာယုံလေးရဲ့ရှေ့ကနေဘတ်ကားတက်စီးကြတဲ့အခါဘတ်ဒရိုင်ဘာကမေးသေးတယ်။နင်တို့နှစ်ယောက်ကမောင်နှမတွေလားတဲ့။အဲ့ဒီမှာစန်တိုမာလေးမျက်နှာကပြုံးရောင်ရောင်တစ်ချက်ဖြစ်သွားတယ်။ပြီးတော့ခတ်တိုးတိုးသူ့ဘာသာပြောတယ်လို့လို့နဲ့ရေရွတ်တယ်။ဒီပြည်ကြီးတရုတ်မှန်ကြောင်ကြီးနေများမောင်နှမတော်နေအောင်မဲတဲ့။ထိုင်ဝမ်မူဗီစတားယုံမျိုးပိုင်ရှင်ရဲ့အနှမလေးဖြစ်ရတာခုံယူလိုက်စမ်းလို့အသားလေးနရွယ်နာကပ်ပြီးပြောတော့စက်ကလေးတစ်ဖက်ကိုလှည့်သွားပြန်နေ။ကျွန်တော်မှဘတ်ကားပေါ်ကြီးမယ်။ဦးရီမျိုးလို့ရဲ့။ မြို့လေကောင်ကကျွန်တော်တို့အရင်တခါထိုင်ခဲ့ဘူးတဲ့ကာဖီဆိုင်လေးတဲ့မနက်စာအတူစားကြတဲ့အထိစကားဆက်မီမပြောပြကြသေးဘူးခယူမုံတစ်ခုစီနဲ့ကော်ဖီတစ်ခွက်စီမှားခဲ့ပြီးတိတ်တဆိတ်ပဲဘိုက်ဖြစ်နေကြတယ်တယောက်နဲ့တယောက်ခိုးကြည့်တယ်လူမိသွားရဲ့မျက်နှာလွဲတယ်သူကခက်တီတီကျွန်တော်ကဆက်ဖြီးဖြီးကော်ဖီကောမုံမှာကုံသွားတော့မှကျွန်တော်အဟမ်းလို့ညီတန်ပေးပြီးလက်ချောင်းတစ်ချက်ရှင်းလိုက်တယ်ဂျာကင်အင်ကြီးအိတ်ကက်ထဲက20နဲ့အထက်လိုက်ကိုထုတ်တယ်သူ့ရှေ့ကစပွဲပေါ်ကိုချတယ် သူ့မျက်နှာမှာစိတ်မကောင်းဟန်အစားဒေါသအရေးတွေကျွန်တော်တွေ့နေတယ်။ပြန်ယူပါဟာငါရှက်လို့ပါညီမလေးရာ you are stubborn ညနေသားခတ်တင်းတင်းနဲ့ဟုတ်တယ်။ဒီမဲညီမလေးအကူမညာဘူးဒီပက်ဆန်တွေကိုအကူသုံးပြီးပြီ။ဘာရဲ့အလုံးမရခင်စက်ကြမှာဒီပက်ဆန်တွေက၄50လောက်ယူသုံးမိတယ်။ဟီအကူကမင်းထင်သလောက်ခေါင်းမမာနိုင်ပါဘူး။ခဏချေးတဲ့သဘောပေါ့ကွာ။အခုအစဉ်ပြေလို့ပြန်လာဆက်တာ။ဒီတော့က မြန်မာလေးရဲ့အကူအညီကို အကူယူပြီးပြီလို့ပဲမှတ်လိုက်ပါတော့နော်။ရှင်းနေပါတော့။အဲ့လိုပြောလိုက်တော့မြန်မာလေးပြန်လာက မချိုမချင်းဖြစ်သွားတယ်။အမေဟိုစင်ကတော့ဖြင့်ငါ့ကိုဖုန်းထဲမှာဆဲလိုက်ဆိုလိုက်တာ။တကယ်တမ်းကျတော့ငါပစံတွေယူပြီးထမင်းဝယ်စားသားပဲဆိုပြီးဒီလူဟာငဘောကြီးပါလားပေါ့။အဲ့လိုဖြစ်သွားတာလားလို့တွေးနေတော့ရှိသေးတယ်။သူ့ကိုယ်အင်ကြီးဘေးဘက်ထဲကပစ္စည်းတစ်ခုကိုနှိုက်ထုတ်တယ်ပြီးကျွန်တော်ရှိကစပွဲပေါ်ကိုတောက်ခနဲ့ချထားလိုက်တယ်။ပုံးအသေးကလေးတစ်လုံးအဲ့ဒီတော့က ဖန်သားပြင်ကိုပုတ်ဆွဲလို့ရတဲ့ပေါ်ကစားဖုန်းမျိုးလေးကျွန်တော်ဖုန်းက Nokia Keypad ကြီးရဲ့ဖုန်းနဲ့ပတ်စံနဲ့လဲကြတာပေါ့မလို့လဲတဲ့ကျွန်တော်သူ့မျက်နှာကိုဖြက်ခနဲလှမ်းကြည့်လိုက်တော့မျက်စာလေးခြီထားတယ်မိတ်ကပ်တွေလိမ့်ချင်မထားပဲတင်းရင်နေတဲ့မျက်နှာပြောင်ကလေးပအိုလေးတွေကအအေးတန်ကြောင့်အနီရဲရဲကလေးတွေသပင်တိုလေးတွေကိုအဝါရောင်ကလစ်လေးတွေနဲ့လှတာပါတာဖြစ်အောင်ညှက်ထားတယ်ကဖေးစာမျက်နှာချက်မှာချိတ်ဆွဲထားတဲ့မီးဆလောင်းစီကမီးရောင်ဝါနွေးနွေးလေးတွေက ညနာပေါ်ဖြာကြလို့လှလိုက်တာဗျာကျွန်တော်သူ့အမေးကို ပြန်မဖြေပါဘူးဖုန်းဘူးကိုဖွင့်ပေါက်ပြီးကျွန်တော်ဖုန်းထဲက SIM ကတ်ကိုပြောင်းထည့်ပြပြီးအဖြေပေးလိုက်တယ်အဲ့ဒီတော့မှကျွန်တော်သိပ္ပံပညာရှင်မလေးဟာပြုံးပြော်တော်မူသွားတဲ့လေအဲ့ဒီတော့မှအခြေအနေဟာတင်းမာနေရကနေပျော်ပြောင်နူးညံ့သွားပြီဟိုအရင်ကလိုပဲစကားတွေတွထိုးလို့ကော်ဖီကိုနောက်ထပ်တစ်ခွက်ပြီးတစ်ခွက်ထပ်မားလို့ရစ်မွန်ဒစိတ်အပြည့်အောင်စစ်ကလက်ဘူးတွေက ငွေပြတဲ့စက္ကလက်အရှိကြီးတွေကိုကာဖီဆန်အပြင်ဘက်ထွက်ထွက်ရရင်အတူဖွာပြီးမိခိုးတွေမှုတ်ထုတ်လို့ဇင်ခံကြရင်အချိန်တွေကုန်လို့ကုန်မှန်းမသိကြတော့ဘူးနေခင်းမရဲ့အထီရောက်သွားကြတယ်။ဂိုင်းအကိုပြန်မယ်ဟာအာယုနာပါရှင်အယူလားလို့မေးရင်ဒေါ်ဖောင်းပြန်ရောဘာလို့တော့ရထားက60လာရတာက3နာရီခီးအဲ့ဒါကိုခုပြန်မယ်လုပ်နေတာယူတာမဟုတ်လို့ဘာလဲဟုတ်ဘူးလေ အကိုမင်းစီညအိတ်တဲရမှာတခြားလူတွေကိုအားနာနေတာရဲ့လက်ဒီဟဲအယူစကားတွေတွားတွားပြန်မယ်ဆိုခုပြန်တော့စိတ်ဆိုးမှန်ဆိုနဲ့ကော်ဖီဆိုင်ထဲကနေညီမလေးထထွက်သွားခဲ့တယ်ကျွန်တော်မှကြောင်အားအားနဲ့ရဲ့ခဏလောက်ငေးနေမိပြီးမှကျော်ဖို့အိတ်လေးကိုကောက်လဲဖုန်းအတေလေးကိုလက်ထဲကင်ထားရင်ခက်လန်းလန်းနှင်းပြင်ကြီးထဲမှာစောင့်ကြီးအောင်ကြီးနဲ့လမ်းလျှောက်နေတဲ့စံတူမလေးနားကိုပြေးကက်သွားတယ်ဟေး မပြောင်းတော့ဘူးเนาะလို့អော်ပြောရင်ဘေးကနေခုံဆော့ခုံဆော့ရှောင်းနေလိုက်တယ်။အဲ့ဒီမှာအင်ငနဲတစ်ချက်ဖြစ်သွားတယ်။လောဘွားနေတဲ့တင်နာမာလေးဟာအလစ်မှာကျွန်တော်တင်မကိုလွှဲပြီးကန်ပစ်လိုက်တာရဲ့။လမ်းမတစ်ဖက်ချမ်းကအင်္ဂလိပ်တကောင်ကအဲ့ဒါကိုမြင်သွားပြီးလမ်းဩယော Bravo တဲ့။ကျွန်တော်မှာတဟာဟာအော်ဟစ်ရေမောလို့ပေါ့။ခိတခဏပျော်ရွှင်ရခြင်း။ကျွန်တော်ဘဝဇိုးကြီးအစမှာပူပန်တော့ကရီနဲ့တယောက်တည်းလုံးချလဲလိုက်နေခဲ့သမျှ ဲ့ဒီဒီဇင်ဘာပိတ်ရက်ကလေးတွေမှာသူနဲ့အတူရှိနေခဲ့ရတာဟာဘဝမှာအပျော်ဆုံးသောနေ့ရက်တွေပါပဲ။မနက်ဆုံးအပြင်းထူးပြီးအအားရုံလေးပေတီအိတ်နေတတ်တဲ့ကျွန်တော်ကိုလာနိုးတယ်။အိယာကလူလဲထရေမှုချိုးပြီးတဲ့အခါမိဖို့ဇပွဲပေါ်မှာမနက်စာ မောဟင်းကပဲပြုတ်ထမင်းကြောင်နဲ့စိတ်သားကြောက်နန်းကြီးတို့အဆရှိတဲ့ဒီတိုင်းပြည်မှာမရနိုင်တဲ့ဗမာစာတွေကအသင့်ချက်ပြုတ်ပြီးသားရဲ့။တောက်ငကြီးကြတဲ့ကျွန်တော်မှာခွေးဖျားပွဲတွေ့တယ်လို့ တဟီဟီနဲ့အားရပါရကုန်းကုန်ကြီးတွေ့တာကိုကျေနပ်နေတဲ့အပြုံးမျိုးနဲ့ကျင်ကျင်နာနာလေးငိတ်ကြည့်နေတတ်တာရဲ့ပေါက်တီးပေါက်ရှာတွေနှိုင်းပြရရရင်အဲ့ဒီအပြုံမူဟာကျွန်တော်အဖွားကိုတတိယစီတယ်ဗျာငါဒါမျိုးတသက်လုံးအပြုစုခံရရင်ဘလောက်ကောင်းလိုက်မလဲလို့တောင်တွေးနေမိသေးတာရဲ့စားတော့ပြီးစီရင်အငွေတထောင်းထောင်းထနေတဲ့ကော်ဖီတစ်ခွက်စီနဲ့စစ်ကလက်တစ်လိပ်စီကိုင်းလို့နောက်ဖေးချန်နဲ့ဆင်းနေပြီးစောင်းရသည်ချမ်းချမ်းအေးအေးမှရောက်တဲ့ရရခဏပြောကြတယ် စက္ကလက်ကုန်းကော်ဖီကုန်းရင်ကိုင်းအဝယ်လဲအပြင်ထွက်မယ်ဆိုပြီးခေါ်တယ်။တောစီရာဘာဖက်နှက်တွေစီကြောဘူးအိတ်ကိုစီလွဲလို့မြို့ပြင်ကိုလမ်းလျှောက်ထွက်ကြတယ်။မြို့အပြင်ဘက်ကတပြေးပြေးနေဆင်းသွားတဲ့လမ်းကလေးတွေဘေးတစ်ဖက်တစ်ချက်ကအိမ်တီးတီးလှလှလေးတွေကိုကျော်လွန်သွားပြီးဆိုရင်စိုက်ခင်းတွေလီလီပန်းလေးတွေတောအုပ်အစင်းရောင်တွေတဝောဝောစီးနေတဲ့မြစ်ကလေးအဲ့ဒီအရန်လှလုံးနဲ့ပဝင်းကျင်မှာခြေဦးတည့်ရရှောက်သွားကြတာပါပဲ။မောလာတဲ့အခါ တော့တဲ့ကတစ်သားခုံနှန်းလေးတွေမှာခဏထိုင်ကျောပူအိတ်ထဲကပန်းသည်နေမော်သည်လေးတွေကိုထုတ်ပြီးဖြော်ရည်ဘူးနဲ့မြည်ငှက်ကလေးတွေတေးဆိုတဲ့အတန်ကိုမိနစ်အတန်ကြာအောင်တိတ်တိတ်ကလေးနားထောင်ရင်ဇင်ယူပြီးရင်ဆက်လျှောက်ကြပြန်ရောတခါတခါတောအုပ်ထဲလမ်းလျှောက်ရင်အဖေရဲ့အမေရဲ့သားလေးသမီးလေးတွေရဲ့ပါတဲ့မိသားစုတွေပျော်ဝဲစားထွက်လာတာမျိုးနဲ့တိုးတဲ့အခါဟယ်လိုလို့အော်ဟစ်နှုတ်ဆက်ပြီးပျော်စရာမိသားစုလေးဆိုတဲ့အပြုံးမျိုးနဲ့ငေးကြည့်လိုက် တယောက်နဲ့တယောက်မျက်လုံးချင်းစုံသွားတဲ့အခါမျက်စာအပြန်လန်ပစ်လိုက်ရှဝဲဝဲနဲ့ငါတို့ကသမီးကြီးစားပြစ်မဟုတ်ဖဲနဲ့ဆိုတဲ့အတွေ့ဝင်သွားကြဟန်နဲ့စက်ကနေမျက်နှာလွှဲပြီးခိုးရလိုက်ကြနဲ့အဲ့လိုរីပေါ့အင်းရပြန်ကြရင်ကျွန်တော်ကလမ်းလျှောက်ရတာညောင်းလို့မျက်စိမျက်နှာပြက်နေပြီညီမလေးကအေးဆေးပဲသူကအာကစားသမားကိုကျင်သားရနေမှာပေါ့မရောက်သေးဘူးလားဗျာလို့မဖြစ်ညက်ကြလေးတဲ့နဲ့ကျွန်တော်ခဏခဏမေးတိုင်းတိတ်ဆန်းကလေးလိုညောင်းနေနဲ့ အင်ရောက်ရင်ကြက်စီထမင်းချက်ကျွေးမာလို့ခြော်တယ်။အဲ့ဒီတော့မှကျွန်တော်မှအာကျိုးမန်တက်ပြန်ဖြစ်လာပြန်ရော။နေ့လည်ခင်ထမင်းစားပြီးတဲ့အခါစာအုပ်ကိုစီနဲ့အေဂန်နဲ့မှဇိမ်းနဲ့နှက်ညနေဆောင်းလာပြုတ်လာရင်လူလေထရေမိုးချိုးကြမြို့ထဲလမ်းလျှောက်ထွက်ပြီးတယုံနေသောရုပ်ရှင်ရုံလေးမှာပြသည်မှဇကအကုန်ဝင်ကြည့်ကြတာပဲ။ရုပ်ရှင်ပြီးရင်အေးတာကိုအကြောင်းပြလို့အရက်ဆိုင်တစ်ဆိုင်မှာဝင်ထိုင်မယ်။တယောက်နှစ်ပတ်သုံးပတ်စီလောက်တွေ့မယ်။အာသွက်ရှာသွက်ဖြစ်လာရင်အရက်ဆိုင်ကထွက်ကိုရီးယားခေါဆွဲပြုတ်ဆိုင်နဲ့ဝင် ချမ်းချမ်းစီစီမှာခေါက်ဆွဲပြုတ်တစ်ခွက်စီတရှိုးရှိုးစားကြမယ်။ဘိုက်ကားသွားတော့မှတယောက်နဲ့တယောက်ခါဖတ်ထားရင် စက္ကလတ်ကိုစီဖွာရင်နှင်းမုံနေကြတယ်။တချင်းတွေအော်ဆိုပြီးအိမ်ပြန်ကြတယ်။အဲ့ဒီပြောစရာနည်းရကလေးတွေဟာတိုးတောင်းလွန်ခဲ့ပါတယ်။ကျွန်တော်ပြန်ရမယ့်ရက်ရောက်လာတဲ့အခါဘူတာယုံလေးကိုလိုက်ပို့တဲ့ညီမလေးထော်နန်းမေမေကြီးရဲ့မျက်နှာဟာပြိုတော့မယ်မိုးလိုပါပဲ။အရင်တစ်ခေါက်ကထက်ပိုဆိုးလာခဲ့ပြီ။စကားလေးခက်ဟဟမပြောတော့ဘူး။နှာခမ်းဖူးဖူးလေးမှာ စက်ကလက်တွေတလိပ်ပြီးတလိပ်တက်တက်ပြီးမင်းညီတယ်။မျိုးလုံးလေးတွေကခက်ဆွေးရည်ရည်ရဲ့ကျွန်တော်ရထားပေါ်တက်ခန်းဒီမှာငကိုကနီရဲရဲပအူလေးတွေဟာစိတ်လှုပ်ရှားမှုကြောင့်ပိုးလို့တောင်ရဲတက်လာသလိုပဲကျွန်တော်ကိုတိုင်းဖက်ထားတာအကြိုက်ပဲသူ့ကြောကိုတစ်ချက်ပုတ်တယ်ပြီးတတိပေးတဲ့အခါကိုချင်းပြန်ခွာတယ်ကျွန်တော်နှရွနာကပ်ပြီးဒေသန်တူးတူးလေးနဲ့တုံတုံရည်ရည်လေးပြောတယ်မနေနိုင်တဲ့နေ့ကြလိုက်လာခဲ့မယ်ကြားလားတဲ့ကျွန်တော်ဘာမှပြန်မပြောပါဘူး အတက်နိုင်ဆုံးပြုံးပြရပြီးသူ့နှဖူးလေးကိုလက်ဖွားနဲ့ဖွက်ဖွက်ရိုက်ပေးရင်ခြာကနေလှည့်ထွက်ခဲ့တယ်။ယထာအိုးအောကတူကနေဆွဲလိုက်ပြီးအမြန်ယထာဟာဘုဒ္ဓရဲကစထွက်ပြီးဘုဒ္ဓစင်းညံမှာသဘင်တူတူနဲ့သိပ္ပံပညာရှင်မာလေးတက်ရောက်တဲ့အထီးကျန်ဆန်းဆန်းရရင်ကြံနေခဲ့ရှာတယ်။လက်လဲမပြောင်းထွက်ခွာသွားတဲ့ယထာကြီးကို တွေ့တွေ့ကြီးငေးလို့ရဲ။ထိုင်ပေါ်မှာထိုင်ရင် မြန်မာလေးစီ text message တစ်စောင်ပို့မယ်ဆိုတဲ့စိတ်ကူးနဲ့ဖုန်းအစ်တလေးကိုထုတ်ယူဖို့ကြောဘူးအဲ့ရဲ့ BA ကိုဟာကြည့်လိုက်တယ်။20ရန်တွေထပ်လိုက်ကြီး။ကျွန်တော်သူ့ကိုပေးခဲ့တဲ့20ရန်တွေဂမ်းပါလေ။ငါ့ကိုဘူတာမာတိုင်းဖက်တုံးကလှုပ်သွားတာဖြစ်မယ်။စိတ်မဆိုးကျင်တော့ပါဘူး။နင့်ကငါရဲချင်တာပဲသိရော်တယ်ဟာ။အရှိန်ပြင်းစွာခုံမောင်းနေတဲ့ရထားကြီးပေါ်မှာကျွန်တော်អော်ရီနေတော့တာပါပဲ။